အားလုံးပဲမင်္ဂလာပါစနုပါ70 challenge ရဲ့ day 6လေးရက်နေ့ပြန်ပြောကြိုဆိုလိုက်ပါတယ်ဒီနေ့ကကြတော့လေ့ကျင့်ခန်းလေးလောက်ခိုင်းမှာမဟုတ်ပဲねအကုန်လုံးက9ရက်ဆက်တိုင်းလောက်ညောင်းပြီးတော့မောနေကြပြီပြင်ပန်းနေကြပြီဆိုတော့ဒီနေ့စနုကယောဂလေ့ကျင့်ပေးမှာပဲဖြစ်ပါတယ်ယောဂကကြတော့အပေါ်ပိုင်းဆော့ထားတာလေးကိုတတောင်တတဖြစ်စေမဲ့ယောဂကျင့်စဉ်လေးတွေထည့်ပေးထားတယ်စရအောင် တမလင်လေးအားတတောင်တတလေးခွေထားမယ်နော်ခါလေးစမ်းထုတ်မယ်တနက်ဖက်လေးအောင်ချမယ်ညာဘက်လက်ကခေါင်းလေးကိုကင်မယ်တစောင်းလေးဆွဲမျက်လုံးလေးမိတ်ချမယ်ခေါင်းလေးတွေဖြောချမယ်ချိန်ဆိုင်ဘယ်ဘက်လက်လေးကခေါင်းလေးကိုကင်မယ်တစောင်းလေးဆွဲမျက်နှာလေးတွေဖြောစိတ်ကိုရှော release နှာချောင်းလေးတွေရှက် ဒီလက်လေးကခေါင်းနောက်ကလေးမှကတ်ထားမယ်နော်တထောင်လေးကတ်မယ်မေးစည်းရင်ပဲလေးထိမယ်ခေါင်းလေးငုံခါကြော်လေးတွေရှော့ခုတ်ကနေကြောကုန်တစ်လျှောက်တင်းနေရလေးတွေဖြောပေးမယ်ကယ်ရလေးလက်ချောင်းလေးတွေရှက်လိုက်မယ်နော်မေးစည်းလေးကိုတုံးမယ်လေဗင်းလေးတွေဆန်ထုတ်ပခုံးလေးတွေဖြောသက်ရှူကယ်ရလေးလက်လေးလုံးမယ် နဘကဒူဝလီတင်မနော်ကောင်းလေးငုံမဲစကြောလေးရှော်ရအောင်ညဘလီယဝိုင်းမဲလက်ဆုံးမဲကောင်းငုံချိန်ဆိုင်ဘဘကနေလဲထုံးမဲတရှုကောင်းလေးငုံရှုထုံးနောက်တကြောလေးသွားရအောင်ညဘကနေလဲထုံးမဲရှုသွဲကောင်းလေးငုံရှုထုံးချိန်ဆိုင်ဘဘကနေလဲထုံးမဲနာလေးဒီဖြောကောင်းလေးငုံโอเคကောင်းလေးမောမဲ မြင်လက်နှစ်ဖက်လေးကပခုံးမော်လေးတင်လိုက်မယ်နော်ရှေးလေးကနေနောက်ကိုဝိုင်းမယ်ငါးချက်လေးသွားမယ်5 2 4 5 6 7 8 9 10ဒါရရှင်လေးပြောင်းမယ်အနောက်ကနေအရှိ5 issue 4 3 2 1 လက်ကဝေးလေးရှင်ရအောင်လက်တီလေးဆုံးမဲ့လက်ထုံးမဲ့5 4 3 2 1ဒါရရှင်ပြောင်းမဲ့5 4 3 2 1ညာဘက်လက်လေးကိုစမ်းထုံမဲ့အပေါ်လေးကနေဖိမယ်ချိန်ဆိုင်ပဲလက်ရှိဆက်1နေဖိမယ် xe liệp dân xí nhà bên là liệu nào cho liệp mà cái lại mẹ trong liệu cái khác xa là mong liệu cậu nào của xuê mẹ khăn nào của liệu yada lâu đi sau chả mẹ thấy nào mẹ 3 2 1 Bé bé Nào cho liệp mà cầm mẹ trong liệu cái mẹ xuê chả cả liệu sau nhân sẽ của xuê thấy nào mẹ 3 2 Release ချက်အနှစ်ဖက်လေးကအောက်လေးမှချမယ်နော်ညာလက်လေးကိုတထောင်လေးချမယ်ဘယ်လက်လေးမြတ်အဲထားမယ်အောင်လေးတွေဖြောထားမယ်နော်ခါလေးတွေကိုစမ်းထုတ်စိတ်ကိုရှုံးနောက်တစ်ကြော်လေးတော့ကြည့်အောင်ထားမယ်အဲလေးမြောက်တစောင်းလေးဆွဲအဲ့တော့တခါထားမယ်အဲ့လေးချမယ်မြောက် Okay really. ဘယ်ဒီဘယ်ဘက်လက်လေးရဟာညာဘက်ပောင်လေးကိုကင်လိုက်မယ်เนาะခါလေးစမ်းထုတ်ဒီခေါင်းကိုဒီဘက်ကိုစောင်းချလိုက်မယ်ဒီ level လေးတွေတင်းလာလိုက်မယ်လက်ကိုစမ်းထုတ်မယ်အောက်ကကြမ်းလေးကိုလက်ချောင်းလေးတစ်ဖြည်းဖြည်းချင်းစီသွားကတ်လိုက်မယ်နှလုံးလေးမိတ်ထားမယ်စကြောလေးရှုံးသက်ရှူထားနှလုံးလေးဖွင့်မယ်အောင်လေးပြန်မော ်ဘေးနားမှာထောက်တဲ့လက်လေးကိုအနောက်ထည့်ကိုယူမယ်ခါလေးဖြတ်ခါကြောလေးတွေကိုလှည့်ထုတ်မယ်ခါဆန်းထိုင်နာမယ်နော်တကူလုံးဒီတိုင်းလေးခြံခဲ့မယ်မျက်နှာအရှိကိုကြည့်မယ်အနောက်ကထောက်ထားတဲ့လက်ခေါင်းပေါ်မြောက်တစောင်းလေးကိုဆွဲချခါကြောလေးတွေတင်းလာပြီဆိုရင်ခေါင်းပေါ်ကလက်လေးတွေဖြော့ခေါင်းငုတ်မျက်လုံးလေးမိတ်ထားမယ်3 2 1နောက်တစ်ချမ်းလေးတော့ရအောင်ဒီလက်ကပေါင်ဝင်ကြိုင်မယ် ခေါက်စန်ထုပ်ခေါင်းလေးဆောင်းချဒီလက်လေးကိုစန်ထုပ်မယ်လက်ဝင်းလေးတင်းလာပြီဆိုရင်လက်ချောင်းလေးအောင်မချမျက်လုံးလေးမိန်အဲ့မျက်လုံးဖွင့်မယ်ဒီလက်လေးကိုအနောက်မှာထားနှစ်ထပ်တကူလုံးဒီတိုင်းလေးခြံငယ်မျက်နှာအရှိကိုကြည့်မယ်အနောက်ကလက်ကိုမြှောက်မယ်ဒီဘောလေးကိုစောင်းချ ခါကြောလေးလေးရှုံးမယ်3မျက်လုံးလေးမိတ်ချ2 1 Okay အင်းဆောက်ကဒီတိုင်းလေးကိုတမလင်းခွေထားတာကိုတတောင်တတာလေးဖြောထားလိုက်မယ်နော်လက်လေးလေးကိုရှက်မယ်နှစ်ခုအောက်လေးမှထားကောင်းလေးငုံကဲကျေးဇူးများတင်ပါတယ် တော့ day 7လေးမှာပြန်ပြီးတွေ့ကြမယ်တတ